မလှုပ်ရမီလှုပ်ရမီနဲ့ဝင်နေဝင်နေသွားပြီဟိုးဟိုးကြက်ကြောကြက်ကြောလေးအိုးဘယ်သူမှမမြင်ပါတင်တော့ကွာနှစ်ပေါင်းတရာကျော်အတွင်းဒုတိယအင်အားအပြင်းဆုံးငလင်ကြီးကြောင့်မန္တလေးမြို့ကမစိုးရင်ကြောင်းတိုက်ပြိုကျမှုနဲ့ငင်းငလင်လှုပ်နေခြင်းမြင်ကွင်းပဲဖြစ်ပါတယ် မက်လာ28ရက်နေ့နေ့လယ်7:00နာရီခွဲဝန်းကျင်မှာဖြစ်ပွားခဲ့တဲ့ပြင်းရရတာစကီ9.8ရက်ရှိတဲ့မြင်းကလင်ကြောင့်အဆောက်အုံကြီးတွေပေါ်များတဲ့မန္တလေးမြို့ဟာပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့ရပါတယ်။ငလင်ကလေဟုတ်လားအပေါ်အောက်ကြီးလူကိုမြောက်သွားတာအပေါ်အောက်ကြီးကိုလူကိုမြောက်တာလူကိုမြောက်ပြီးတော့ဒါအော်တိုင်းနဲ့ကြိုးကုန်ပြီနော်အပေါ်အောက်လူကိုမြောက်တာရမ်းတာမဟုတ်ဘူးသိလားငလင်ကလေအပေါ်အောက်ကြီးကိုအကန့်ဦးဖေကအခုအော်တိုင်းကြိုးသွားပြီ ပျက်စီးဆုံးရှုံးမှုတွေထဲမှာရှေးဟောင်းဘာသာရေးဆိုင်ရာအဆောက်အုံတွေများစွာထိခိုက်ပျက်စီးပြီးနောက်ဆက်တွဲအနေနဲ့မတ်လ29ရက်နေ့ထိတေဆုံးသူတထောင်ကျော်ရှိနေပြီးထောင်ထဲချီတန်းရရခဲ့တယ်လို့စစ်ကောင်စီကဆိုပါတယ်။လက်ရှိအချိန်ထိပြိုကျတဲ့တိုက်တွေမှာပိတ်မိနေသူများစွာကျန်ရှိနေသေးတယ်လို့ကယ်ဆယ်ရေးလုံခြုံရေးသူတွေကပြောပါတယ်။၄ရက်အသက်ရှင်နေတယ်၄ရက်အသက်ရှင်နေလို့ကျူတာပြီးကယ်ဆောင်နေ။ဟုတ်တယ်အမှန်ရဲ့6လွာပေါ့။ဒါ6လွာ 6လမှာရှိရ4လောက်အသက်ရှင်နေတယ်အဲ့ဒီအောက်ကဟာတွေကတော့လုံးဝအထက်တက်ဖြစ်သွားတယ်ပြီးသွားတယ်ငလင်ကြောင့်ပြိုကျသွားတဲ့ဥလာသိမ့်ဖိမှန်အဆောင်အပျက်စီးတွေကြာပိတ်မိနေတဲ့တန်ကအပားတရားကျော်ကိုရှာဖွေကယ်ဆယ်ရေးလှုပ်ဆောင်နေတယ်လို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မန္တလေးတိုင်းကထုတ်ပြန်ပါတယ်။တည်င်းနေအရတော့ဥလာသိမ့်ဖိမှန်မှာတန်ကအပား200ကျော်စာဖြည့်နေချိန်ငလင်လှုပ်ခတ်တာကိုကြုံခဲ့ရတာလို့သိရပါတယ်။ အင်အားကြီးငလင်တန်းကြောင့်မန္တလေးမြို့အနှက်နေအိမ်တွေဟိုတယ်တွေကွန်ဒိုတွေမဟာမုဏိဖျားကြီးအပါဝင်ဘာသာရေးအဆောက်အအုံတွေနမ်မတော်မေနုအုပ်ကြောင်းစကိုင်းတရားနဲ့မန္တလေးနမ်းမြို့ရိုးစတဲ့အဆောက်အအုံပေါင်းများစွာပြိုကျပျက်စီးခဲ့ပါတယ်။တချို့နေအိမ်တွေဟာအထက်လိုက်မြေအောက်ကိုမြုပ်သွားတာတွေလည်းရှိပါတယ်။ဒါအပြင်မိလောင်မှုတွေလည်းများပြားပြီးတိုက်ဆုံးသူတွေနဲ့တိကျတဲ့ဒဏ်ရာရသူတွေလည်းမြင့်တက်နေတယ်လို့မြို့ကန်တွေကပြောပါတယ်။ ငလေးလောက်ငလေးလောက်ပြီးမိရေလောင်သွားတာငလေးနေလောက်ပြီးမိရေလောင်ကုန်တာမကြည့်ပါကုန်ပါရွာအမေကုန်ပြီဘာမှမကြည့်တော့ဘူးအာဘာမှမကြည့်တော့ကွာလက်ရှိချိန်မှာတော့မန္တလေးမြို့မှာတေဆုံးသူနဲ့ဒဏ်ရာရသူဥယေဆက်လက်မြင့်တက်နေပြီးဆေးရုံအပြင်ဘက်ထိဒဏ်ရာရလူနာတွေပြည်နေတယ်လို့မြို့ကန်တွေကပြောပါဗျာအာရေဟိုတက်ကောင်မချူတာအားရဒါအပြင်မြန်မာနိုင်ငံတော်ဝန်တောက်ကြနေဝိပြုနေချင်း အင်အားပြင်းကလေးလှုပ်ခတ်မှုကြောင့်နိုင်ငံတကွမ်းကအစ္စလမ်ဗလီ90ထက်မနည်းပြိုကျပြီးတေဆုံးသူရာနဲ့ချီရှိနေသလိုပျောက်ဆုံးနေသူတွေလည်းအများပြားရှိနေတယ်လို့အစ္စလမ်အသိုင်းကသိရပါဗျ။ငလင်ကြောင့်ပျက်စီးမှုများပြီးတေဆုံးမှုများပြားတဲ့ဗလီတွေကတော့ကြောက်ဆဲဆုလိကုံဗလီ တောင်စင်ကျုံးပလီမန္တလေးအနောက်အချုပ်ပလီရွှေဖုံးရှိန်ပလီတောင်ငူကန်တော်ပလီနဲ့အခြားရှိအောင်ပလီတွေလည်းအများပြပါဝင်ပါတယ်ကျွန်တော်တို့အစီလူပေါင်းရွာမှာငလင်လောက်တာပလီအရှိဆန်ပြိုကျတယ်အထဲထဲမှာလည်းပြိုကျပြီးတော့အချို့ချို့ဆဟီးဖြစ်သွားတဲ့သူတွေလည်းရှိတယ်အများကြီးပဲမှန်ပါဆဟီးဖြစ်သွားတဲ့ကျွန်တော်အနီးကတော့မပြတော့ဘူး ဆောက်အုံတွေထဲမှာပိတ်မိမြေသူတွေကသူတို့ကိုကက်တင်ပေးကြဖို့အော်ဟစ်အကူကြီးတောင်းတတွေကိုကြားရပေမဲ့လည်းငလင်ငယ်တွေလှုပ်ခတ်နေမှုပြိုကျနေတဲ့အဆောက်အုံအပိုင်းစားတွေနဲ့တန်တွေအဆရှိတဲ့ပစ္စည်းတွေကိုဖယ်ရှားဖို့အတွက်ပစ္စည်းမလုံလောက်မှုကယ်ဆယ်ရေးဝန်ထမ်းနှေးပါမှုတို့ကြောင့်ပိတ်မိမြေသူတွေကိုရှာဖွေကယ်တင်နိုင်ရေးလုပ်ငန်းတွေမှာနှောက်နှေးခက်ခဲနေကြောင်းကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေကပြောပါတယ်။မှလူတွေအများကြီးပိတ်မိနေတယ်။ဟုတ်တယ်အောင်မန်းပြိုသွားတယ်။ လက်ရှိမှာတော့စစ်ကောင်စီကငလင်တန်းခံရတဲ့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းနေပြည်တော်ကောင်စီပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသတွေကိုတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအရေးပေါ်အခြေအနေကြီးညာခဲ့ပါတယ်။ကလီယောမီယောကတူရရှိပါတယ်။အဲ့ဒီထဲကမှစကိုင်းတိုင်းကချောင်းဦးမြို့နယ်အရှိချမ်းရှမ်းမြောက်ကနောင်ချိုမြို့နယ်ကကံကြီးကျေးရွာနီးနဲ့ ပဲဂိုးတိုင်းဖြူးမြို့နယ်တဲ့ကစစ်တောင်းမြေအရှိတ်ကန်ကကြေးရွာတွေကိုလည်းမြင်းကလေးလှုပ်ပြီးနိုင်ပိုင်းကြမှာလေချောင်းကလေးဘုံကျဲတိုက်ခတ်ခဲ့ပါဗျာ။